အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဗကြားရုံးမှအာဆာဗစ်အဒ်ဗိုင်ဇာကိုနေလင်းအောင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗကြားအသုံးပြုတဲ့ customer တွေကိုဒီဗကြားသုံးပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်အပိုင်းကိုဘယ်ချိန်မှာပြုပြင်ရမလဲအဲဘယ်ချိန်မှာပါလောက်ရမလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်အာကျွန်တော်အခုပြောပြပေးမှာတော့ကျွန်တော်တို့ဒီပေါ့နော်ဗကြားတွေမှာဗကြားသုံးပိုင်းတွေမှာအဖြစ်များတယ်ပေါ့နော်ဒီဘက်ပင်အကြောင်းပဲဖြစ်ပါတယ် အဲဘက်ပင်ဆိုတာတော်တော်များများကဒီပကြားသုံးနေတာကြာပြီဖြစ်တဲ့သူတွေကတော့ကျွန်တော်တို့ဘက်ပင်လို့ပြောလိုက်တာနဲ့ဘက်ပင်ပင်နေရာမှာရှိတယ်ဆိုတာကိုတော်တော်များများတော့သိတယ်ပေါ့နော်နောက်မှဝယ်ပြီးတော့မှမောင်းမဲ့သူတွေအတွက်ပြောပြခြင်းဖြစ်ပါတယ်အဓိကဒီဘက်ပင်တကယ်လို့ဘက်ပင်ပေါ့နော်ဘက်ပင်ပြုတ်သွားတယ်ဘက်ပင်မရှိတော့ဘူးဒါမှမဟုတ်ဘက်ပင် နည်းနည်းလေးကျွန်တော်တို့ဟိုပြုတ်ခါစားဖြစ်နေတယ်ဆိုတဲ့အတိုင်းအတာမျိုးတွေကိုအရှင်းပြပေးမှာဖြစ်ပါတယ်။အဓိကကတော့ကျွန်တော်တို့ဒီဘတ်ထိုးတဲ့အခါမှာပထမဆုံးဒီပတ်ပင်ပြုတ်တော့မယ်ဆိုလို့ရှင်ပတ်ဆွဲတဲ့အခါမှာပီနီယံကြီးရဲ့အတံပဲကြားရမယ်ပီနီယံမချိတ်ဘူးပေါ့နော်။အဲနောက်တစ်ခုကကျတော့ဘတ်ပင်ပြုတ်သွားပြီးတဲ့အနေထားတစ်ခုမှာကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုလို့ရှင်ဟိုမှာဂီယာထိုးလို့ရမယ်။ဂီယာတော့ထိုးလို့ရမယ်။အဲပြီးတော့ကြာလို့ရှင်ဆက်လဲနိုးလို့ရမယ်။အဲဘာပဲမဖြစ်လဲဆိုကျွန်တော်ဘိန်းမဲမရွေးတာ ဘေးမဲ့မရွေပဲနဲ့ကျွန်တော်တို့အောက်မှာလမ်းခုလမ်းမှာကျွန်တော်တို့ဟိုခီးသွားတာပဲဖြစ်ဖြစ်ဟိုမှာအင်ကနေပြီးပြင်ကိုထွက်ဖို့အတွက်ဟိုမောင်းတာပဲဖြစ်မောင်းတဲ့အနေအထားတစ်ခုမှာပထမဆုံးအနေနဲ့ဘက်ကတော့မရတော့အဲဒါဒါတစ်ချက်ပေါ့နော်အဲနောက်တစ်ခုကကြတော့ဘာဖြစ်လဲဆိုလို့ရှင်ဘတ်ဆုပ်ပြီးတော့ရှေ့ကိုမောင်းလို့မရတော့တာဒါမျိုးတွေပေါ့နော်အဲ့လိုမျိုးဖြစ်သွားပြီဆိုလို့ရှင်သိကြပါလေဒါဆိုလို့ရှင်ကျွန်တော်တို့ဒီဘတ်ပင်ပြုတ်နေတာပေါ့နော်ဒါဆိုလို့ရှင်ကျွန်တော်တို့ကဟိုဘတ်ပင်ကိုပြန်ရိုက်ထည့်ပြီးလို့ရှင် ပြန်ပြီးတော့မှဟိုအသုံးပြုလို့ရပါတယ် အဲဒေါက်တာမြန်မြန်ကကျတော့ဘိန်းအစ်စ်ဝယ်ထားတယ်ဘိန်းအစ်စ်မှာဘက်ပြင်ပြုတ်သွားတာကိုမသိဘူးအဲမှာဘိန်းအစ်စ်မှာဘာလို့မရွေ့တာလဲဘိန်းအစ်စ်ကြီးပဲရှိသေးတယ်ဘာလို့ဖြစ်တာလဲဒါမျိုးတွေဟိုခံစားမိတယ်ပေါ့နော်အဲလိုမျိုးခံစားမိတဲ့အခါမှာကျွန်တော်တို့ကတတိမထားမိတဲ့အချက်တွေကျွန်တော်တို့ဒီဟိုရှေလို့နောက်ဆုံးအမြဲတမ်းကျွန်တော်တို့ကအဝင်ထွက်လုပ်နေရတဲ့ဟာမျိုးတွေမှာဆိုလို့ရှိရင်ဒီဘက်ပင်လေးကကျွန်တော်အသေးလေးပေါ့နော်တလမ်းမဝင်ချင်တော့ပဲရှိတာပေါ့နော်အာကျွန်တော်တို့ကဒီ အလုံးပတ်ဆိုရင်ဒါနှလမတန်ပေါ့နော်ထားပါတော့အဲ့ဒီဝန်းကျင်တော့ပဲရှိတဲ့ဟာလေးတစ်ခုပေါ့နော်အဲ့ဒါကကျတော့ဘလို့လုတ်ပေးထားလဲဆိုကျွန်တော်တို့ကဒီအောက်ကပီနီယံကိုကျွန်တော်တို့ကချိတ်ဆက်ပြီးတော့မှပီနီယံနဲ့ချိတ်ဆက်ပြီးတော့မှဒီအင်ဂျင်ကနေလာတဲ့ပီနီယံနဲ့ကျွန်တော်တို့ဒီဘိန်းကိုကျွန်တော်တို့ကချိတ်ဆက်ဖို့အတွက် ground နဲ့ပေါ့နော်ချိတ်ဆက်ဖို့အတွက်အာဒီဘေးကနေပြီးတော့ဟို တက်တက်လုံမျိုးပေါ့နော်ရိုက်ပေးထားတဲ့ပင်လေးပေါ့နော်အဲအဲ့ပင်လေးဖြစ်တဲ့အတွက်အဲ့ပင်လေးတကယ်လို့ပြုတ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဆက်ကနှုတ်လို့ရမယ်ဒီကလည်းထိုးလို့ရမယ်အဲဒါပေမဲ့ဘိန်းကတော့မရွေဘူးပေါ့နော်အဲ့လိုအရာမျိုးပေါ့ဖြစ်သွားမှာပေါ့နော်အဲ့လိုအရာမျိုးဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟောဘက်ပင်ကိုပြန်ရိုက်တယ်ဘက်ပင်ကိုပြန်ရိုက်တဲ့အခါမှာကျွန်တော်တို့ဘက်ပင်ကဘယ်နားမှာလဲပေါ့နော်ဘက်ပင်ဘယ်နားမှာလဲဆိုလို့ရှိရင်ဘက်ပင်ကဆိုလို့ရှိရင်ဘယ်နားမှာရှိတယ်ဆိုကျွန်တော်တို့ ီဘက်ပင်ရစက္ခန်းထဲမှာပေါ့နော်စက္ခန်းထဲမှာကျွန်တော်တို့စက္ခန်းဖုံးကိုဖွင့်လိုက်ရင်ဒီဘယ်ဘက်မှာပေါ့နော်ဘယ်ဘက်ချမ်းမှာကျွန်တော်စပရင်လေးဟိုကျွန်တော်တို့အရင်ဆုံးလှမ်းကြည့်မြင်နေရမှာဖြစ်ပါအဲ့စပရင်လေးရဲ့ဘေးမှာဒီအဝိုင်းပြားလေးပေါ့နော်ကျွန်တော်တို့ဒီအဲပကြိုးချိတ်ထားတဲ့အဝိုင်းပြားလေးရဲ့အလယ်မှာ ထောက်ထားတဲ့ ဒီပင်လေးတစ်ခုရှိတယ်ပေါ့နော်အဲ့ပင်လေးကိုမှဟိုဘက်ဒီဘက်ကလန်ပြက်ဟိုတပ်ပုံစံမျိုးရိုက်တွင်ထားတဲ့ပင်ချောင်းလေးပေါ့နော်အဲ့ကောင်ကိုကျွန်တော်တို့ကပတ်ပင်လိုပဲခေါ်တာပေါ့နော်အဲ့အဲ့ပင်လေးအအဓိကတော့ပြုတ်သွားလို့ပေါ့အဲ့အပင်လေးကိုကျွန်တော်တို့ကစနစ်ကြပြန်ပြီးတော့မှရိုက်ထည့်ရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘိန်းကိုပြန်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်